င်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်တုံးများဖြင့်ကစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတေဆုံးမှုများပြပြီးစီဘူတော်စက်ခန့်ရုံနဲ့ရိတ်ခါကူတော်တို့လည်းမီးလောင်ပေါက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ။စကိုင်းတိုင်းမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိုက် ရော့ကက်ထုံများဖြင့်တိုက်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ၃ဦးအပါအဝင်22ဦးသေဆုံးပြီးစီကိုတောင်စကိုင်းယုံနဲ့ရဲခေါ်ကိုတောင်တို့လည်းမီးလောင်ပေါက်ကွဲခဲ့ကြောင်း Children Rocket Brother CRB တပ်ဖွဲ့မှကြာဝင်ရှိသူတို့အူကသတင်းဌာနသို့ပြောကြားပါရယ်ဇော်လ28ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မုံရွာမြို့နယ်အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုတော်လန်ရေးတပ်ဖွဲ့များကရှော့တိုက် ရော့ကတ်ဒရုန်းဆယ်လုံးကင်တိုက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းစစ်ဌာနချုပ်တိုင်ယုံမှာအရာရှိ2ဦးအရာရှိဇနီး4ဦးနဲ့စစ်သည်12ဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီးအပြင်အထံဒဏ်ရာရရှိသောအရာရှိ4ဦးစစ်သည်15ဦးဘုံမှုများဤကလေးနှစ်ဦးကိုရင်းနှီးညနေ6နာရီခန့်တွင်ဂရင်300တဆခွဲလီတက်ဆေးယုံတို့အိုးဆောင်ခဲ့ကြောင်းအဆိုပါအဖွဲ့ပြောဆိုချက်အရသိရှိရပါသည် ဇော်လာ၂၈ရက်နေ့တွင်အဆိုပါပြင်းထန်ဒဏ်ရာရရှိသူများတဲမှာအရာရှိတအူဂိုမူကလေးတအူနှင့်စစ်တေနအူထပ်မံတည်ဆုံခဲ့ကြောင်းတည်ဆုံသူများကိုယနေ့ဇော်လာ၂၉ရက်နေ့တွင်နာမခစစ်တင်ကျိုင်းနှင့်အလုံးမျိုးတရဏဂုံတင်ကျိုင်းတွင်နိုင်ရင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်ထို့ပြင်တိုက်ခိုက်မှုအတွင်းနာမခစစ်တိုင်ယုံအတွင်ရှိစီကိုတောင်ပေါက်ပွဲကတန်နှလုံးပြက်စီးခဲ့ပြီးစက္ကန့်ယုံနဲ့ရိခါကိုတောင်တွဲမီလောက်ကအာဘီစနစ်မြင်ဆောင်ဆက်လီလိုင်းကံရလေထိမှန်ပြက်စီးခဲ့ကြောင်း အရာရှိရိတ်သားတွေရထားသောအစီကနစီမီလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတေစီရင်ထတ်တိုးတာကတော့အခုလောလောဆယ်တော့အဲ့လောက်ပါပဲ။ပြောကြင်တာကတော့ကျွန်တော်တို့ကိုလည်းဝိုင်းဝန်းကူညီပေးဖို့ပြောကြမှာတယ်ဟု Children Rocket Brother CRB မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ထော်လိုင်းရေးတက်ဤ Rocket များဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင်းမုံရွာမျိုးရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်တေဆုံမှုများနဲ့ပတ်သက်၍ရေပြင်အခြေအနေကိုသတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပေ။ အဆိုပါတိုက်ခိုက်မှုကိုရှင်တွင်ရော့ကတ်ညီနောင်ရှင်တွင်ရော့ကတ်ဘရာသာ CRB ဦးဆောင်ရေးမဟာမိတ်အဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနီ Anonymous Hero ရှင်တွင်ဘရာသာတို့နဲ့ဥပပေါင်းဆောင်ရွက်ခဲ့ပြီးလေးချောင်းရံနဲ့စည်ရေးတည်င်းပေးပို့သော အထက်ဗမာပြည် A Different Fort and CB အဖွဲ့ကိုအထူးပဲကျေးဇူးတင်ရှိပါသောရှင်တွင်ရော့ကတ်ဘရာသာ CRB ကပြောဆိုပါရယ် ဆက်လက်ပြီးပေါင်းမြို့နယ်အတွင်ရိတ်ခါလာဖို့သည့်စစ်ရင်တန်းရှေ့ဆက်သွားနိုင်ရန်စစ်တပ်ကကြေးရွာများကိုလေကြောင်းဖြင့်နေစဉ်ပုံကျဲနေ၍ကြေးရွာ25ရွာမှအောင်းမြင့်ချီသောပြည်သူများတိတ်ရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေတိုင်းပေါင်းမြို့နယ်အတွင်ရိတ်ခါလာဖို့သည့်စစ်ရင်တန်းရှေ့ဆက်သွားနိုင်ရန် အကြံဖတ်စစ်တပ်ကကြေးရွာများကိုလေကြောင်းဖြင့်နေစဉ်ပုံကျဲနေ၍ကျေးရွာ25ရွာမှာတောင်းနေချီတော်ပြည်သူများတင်းရှောင်နေရကြောင်းပေါင်မျိုးနဲ့လူသားစာနာဌာနမှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါရင် မေလ29ရက်နေ့မှစတင်ပြီးပခုတ်ကူမြို့တပ်မတရတင်မှထွက်လာသောအကြံဖက်စစ်တပ်ဤရိတ်ကားဖို့ရင်တန်းကိုတော်လရေးတပ်ဖွဲ့များကလမ်းတလျှောက်လိုက်လံတိုက်ခိုက်နေ၍ရရှိချင်းသည်ပေါ့မြို့နယ်အတွင်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲဖိတ်ဆို့ခံထားရကြောင်းသိရပါတယ်။ထိုရိတ်ကားဖို့စီရင်တန်းဆက်လက်ထွက်ပေါ်နိုင်ရန်အတွက်အကြံဖက်စစ်တပ်ကလမ်းပိုင်းတလျှောက်ရှိကြေးရွာများကို Jet Fighter ဝိုင်းတွေစစ်တပ်လေဒီများဖြင့်မီးစင်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းကြေးရွာနေပြည်သူများသည်လေလွတ်ရွာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ လက်ရှိချိန်တွင်ကျေးရွာပေါင်း25ရွာမှာတက်တောင်းကျော်သည့်တလနီးပါးကြသည့်အတီးမိဆက်ရကျေးရွာများနှင့်တောတောင်များအတွင်စစ်ပေးတင်းရှောင်နေရပြီးအချိန်ကာလကြာညစ်လာသည့်အတွက်အမိုးအကာစားနပ်ရိက္ခာနှင့်ဆေးဝါးများလိုအပ်လာကြောင်းသိရပါသည်။ကီသူတွေကတင်းရှောင်လာရတာကြာပြီဆိုတော့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်လာတာပေါ့။ကိန်းရှောင်နေရတာလည်းတလကျော်လောက်ဖြစ်နေပါပြီ။နောက်ပြီးစစ်တပ်ကလည်း Jet Fighter ဝိုင်းတွဲနဲ့စက်တက်လီတွေတုံးပြီးလေးချောင်းတိုက်ခိုက်မှုကလည်းနေ့စဉ်ပြုလုပ်နေတယ်ဟု ပေါ့မြို့နယ်ဒူသားစာနာဌာနမှတာဝန်ရှိလူတဦးကပြောဆိုပါရယ်အဆိုပါအကြမ်းဖက်စစ်တပ်စစ်တောင်းသည်ပြည်သူ၃ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ15ဦးကိုလည်းဒူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်ကပြည်သူများနေထိုင်သည့်ခြေရွာများသာသနာအဆောက်အဦများနဲ့စစ်ဆောင်ပြည်သူများကိုလေးရဖြစ်ပုံချဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးလည်းတေဆုံးခဲ့ကြောင်းကာမဒေတာတော်လန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် ဆက်လက်ပြီးစာလင်းကြီးမြို့နယ်တရက်ကိုင်းကြီးရွာကိုစစ်တပ်ကစစ်တပ်လေးတွေထိပစ်ခတ်မှုအသက်အရွယ်ကြီးရင်နေသည့်အမျိုးသား၃ဦးနှင့်အသက်၂၀အရွယ်လူငယ်တဦးပွေရှင်ပြီးတိတ်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင်စကိုင်းတိုင်းစာလင်းကြီးမြို့နယ်တရက်ကိုင်းကြီးရွာကိုစစ်တပ်ကစစ်တပ်လေးတွေထိပစ်ခတ်မှုအသက်အရွယ်ကြီးရင်နေသောအမျိုးသား၃ဦးနှင့်အသက်၂၀အရွယ်လူငယ်တဦးပွေရှင်ပြီးတိတ်ဆုံးသွားကြောင်းဂီတကန်ပြည်သူများကသတင်းဌာနသို့ပြောကြားပါရင် ။ရှမန်နီစွန်လ28ရက်နေ့နနက်9:00နာရီခန့်အချိန်တရက်ကိုင်းကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြံဖတ်စစ်တပ်ကပါရာမော်တာခေါ်စက်တက်လေးဖြင့်ဘုံနှလုံးကျေးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြံဖတ်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ကျေးရွာနေပြည်သူအသက်ကြီးမြင့်သူအမျိုးသား၃ဦးနှင့်ဒူးနယ်အမျိုးသားတအူးသေဆုံးခဲ့ပြီးပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့စက်တက်လီ20နဲ့9နိုင်ဝင်းကျင်လောက်မှာတရက်ကိုင်းရွာကိုခြေချသွားတာတီတူလေးဦးစလုံးသေးတယ်။လေးဦးလုံးကတော့တရက်ကြီးရွာကပဲအသက်50အရွယ်ဦးကျော်ဝင်းအသက်60ဝင်းကျင်ဦးပိုသိန်းအသက်63နှစ်အရွယ်ဦးထင်အောင်နဲ့အသက်20အရွယ်မောင်တထူးတို့တည်ဆုံးခဲ့တာပါဟုဒေသခံပြည်သူတို့ကရှင်းပြပါတယ်။ချင်းတွင်မြစ်တွင်အကြံပတ်စစ်တပ်၏စစ်သင်္ဘောများပါဝင်သော စစ်ရရင်14စီးပါအုပ်စုသည်မြေချောင်းတရှောင်းတလာပြီးစက်တက်လီဒီများကလိုက်ပါဝင်ရန်ကခြေရွာများကိုဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကြောင်မဲမျိုးကိုဘုံထက်ကျဲတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးကိုစစ်ကောင်စီကယနေ့မိုးလဲ၂နာရီခန့်တွင်မြေချောင်းမှဘုံထက်ကျဲသွားသည် ဝိုင်းတွဲကတတ်ပြန်နေလို့ဘုံကျင်းတဲ့ဝင်ချင်းကျဲချသွားတာမျိုးရဲလာမျိုးပြင်လာတဲ့တဲ့ကွက်ကွဲမသိရသေးဘူးပောက်ကွဲတန်ကတော့မျိုးပေါ်ကနေအကျေကြီးကြရတယ်ဟုဂီတခန်တဦးကပြောပါရယ်စက်ကောင်စီတင်ကြောင်မဲမျိုးကိုဇွန်လ24ရက်နေ့28ရက်ကလေးချောင်းမှာဘုံကျဲခဲ့၍ကလေးငယ်များအပါဝင်ဒေသခံများတည်ဆုံထိုင်ရန်ရခဲ့ပြီးဇွန်29ရက်တွင်ထပ်မံဘုံကျဲခဲ့ခြင်းဖြစ်ပါရယ် ဇော်လာ24ရက်ညနေကကြောင်မဲမြို့ရက်ကွက်3နှင့်ရက်ကွက်9ကိုဂျက်ဖိုက်တာဖြင့်ပေါင်900ပုံးနှလုံးကျဲချရာအရက်သား၄ဦးတည်ဆုံးပြီး14ဦးဒဏ်ရာရခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါသည်။ဇော်လာ28ရက်ကပုံကျဲမှု၌အရက်သား2ဦးတည်ဆုံးခဲ့သည်။ယနေ့ပုံကျဲတိုက်ခိုက်သည့်ဖြစ်စဉ်၌ထိခိုက်မှုကိုစုံစမ်းနေဆဲဖြစ်သည်။ မျိုးက၆ကပ်ပြီးတိတ်ဆိတ်နေတယ်။ဘာတွေဆက်ဖြစ်လာမလဲမသိနိုင်တော့ဘူးဟုမျိုးကန်တအူကပြောပါတယ်။ဇွန်လနောက်ပိုင်းကာလ၌ကြောင်မဲအပြင် TNL ထိန်းချုပ်ဒေသမိုးကုံနမတူမျိုးတို့ကိုလည်းစစ်ကောင်စီကဘုံကျဲနေပြီးနောက်ထုံမျိုးတို့တွင်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။ ဆက်လက်ပြီးစင်ဖြူကျွန်းတွင်တိုက်ပွဲဖြစ်ပွားရင်းဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါရင်းစင်ဖြူကျွန်းမြို့နယ်တွင်တင်ကားနှင့်တန်ချက်ကာရင်များပါဝင်သည့်စစ်တပ်စစ်ကြောင်းနှင့်ဒေသခံတော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေကြောင်းဆက်လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကသတင်းဌာနသို့ပြောကြားပါရင်း ဇော်လ28ရက်နေ့ကမကွေးတိုင်းစလင်းမြို့မှာစင်ပြူကျွန်းမြို့သို့စစ်တပ်ကတင်ကားနှင့်တန်ချက်ကရဲနှစီအပါအဝင်အင်အား200ဝန်းကျင်အသုံးပြုရေးစစ်တောင်းထိုးလာခြင်းဖြစ်ပါတယ်မနေ့ကတည်းကနေဒီနေ့အထိတိုက်ပွဲတောက်လျှောက်ဖြစ်နေတဲ့မိုင်းဆွဲတာရောအပြန်လန်လက်နဲ့ကြီးငယ်တဲ့ရင်ဆိုင်နေရတဲ့ဟူအထက်ပါတာဝန်ရှိသူကတိုက်ပွဲအခြေအနေကိုဆက်လက်ပြောပါရယ် ဇွန်29ရက်နေ့တွင်စစ်ကောင်စီတပ်စစ်ကြောင်းကတန်းတိန်ကုန်းရွာကိုမိရှုနေကြောင်း၎င်းကပြောပါရင်စစ်ကောင်စီစစ်ကြောင်းသည်ဒေသခံများကိုဖမ်းဆီး၍လူသားတိုင်းအဖြစ်အသုံးပြုထားပြီးထိုသူများအနက်ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟုစစ်လင်းမြို့ကန်တပ်ဦးကတီးရပါရင် ဂုံကုံကြီးရွာကပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးမိုင်းကွင်းတိုးခိုင်းတာငါးဦးမိုင်းထိတယ်တရားတွေဟူအထက်ပါဒေသခံကပြောပါတယ်ဒေသတွင်းကောက်ွယ်ရေးတပ်များဤစိုးမိုးရလန်းကြောင်ကိုစစ်တပ်ကအင်အားသုံး၍စစ်ကြောင်းထိုးကနေမြေပြန်လဲစိုးမိုးနိုင်ရန်ကြံစီခြင်းဟုဒေသခံစီရေးသတင်းရင်းမြစ်ကတုံ့တက်ပါတယ် မျိုးနှမျိုးကြောင့်မှသူတို့စစ်ကောင်စီရန်ရလေပတ်တာတွေရက်ဆိုင်တယ်လို့ဖြစ်နေတာဟုလကောင်းကပြောပါတယ်။ဇွန်28ရက်နေ့ကစ၍ဆလင်မိုးဝင်တရက်ချင်းစင်ဖြူကျွန်းလမ်းပိုင်းကိုဖြီသူကာကွယ်ရေးအဖွဲ့ကအုံပြုခွင့်ပိတ်ခဲ့ပါတယ်။စစ်ကောင်စီသည်၎င်း၏ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာများအတွက်အရေးပါသည့်ဆလင်စင်ဖြူကျွန်းနှင့်တညောင်လမ်းပိုင်းအားပြန်ထိန်ချုပ်နိုင်ရန်မကြာခဏကြိုးပမ်းနေသည်။2025နှစ်စံပိုင်းတွင်ဆလင်းမြို့နယ်အတွင် မကြာခဏစစ်ကြောင်းထိုးနေသည် ထို့ပြင်စစ်ကောင်စီပြုလုပ်မည်ဆိုသောရွေးကောက်ပွဲအတွက်စလင်းမျိုးကိုပြန်လည်စိုးမိုးနိုင်ရန်စစ်ကောင်စီကကြံစည်နေခြင်းဖြစ်သည်ဟုစလင်းပါကဖမှကိုအောင်ဆန်းကသုံးသပ်ပါသည်ပြည်ကြေလကစစ်ကောင်စီသည်ပခုတ်ခုမျိုးအခြေဆိုင် တမတရတင်နှင့်မကွေးမျိုးအခြေဆိုင်တမ88လက်အောက်ခံခလာရ253ခလာရ254နှင့်ခလာရ255တပ်ရင်းများဖြင့်စလင်းမျိုးနှင့်အတွင်စစ်ကြောင်းထုတ်ခဲ့သည် ်ထိုစစ်ကြောင်းသည်ပြည်သူ6ဦးကိုတပ်ဖြတ်ခဲ့ပြီးဒေသခံနေအိမ်400ကျော်ကိုမိရှုခဲ့ကြောင်းဒေသတွင်အရက်ဖတ်အဖွဲ့အစည်းအချို့ကထုတ်ပြန်ထားပါသည်